ရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့ခုချိန်ထိတော့ကိုကိုကိုမထင်သေးဘူးပေါ့နော် ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်ရုပ်ရှင်ရိုက်တယ်ဆိုတာကိုကဒါရိုက်တာလုပ်ပြီးရိုက်တာမျိုးကိုပြောတာဟိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအထင်အထင်ဆပြီးတော့လွဲသွားပြီမဟုတ်ဘူးအဲ့လိုမျိုးလေဇလန်းကိုရုပ်ရှင်ပုံဖော်ချင်တာမင်းသမီးလုပ်ချင်တာကိုပြောတာမဟုတ်ဘူးဟို Ellie International Company ပေါ့နော်သူတို့ company ကနေပြီးတော့ပြင်သွင်းတဲ့ Olive brand ပေါ့ Olive က product လောလောဆယ်နှစ်မျိုးထွက်ထားတယ် shampoo နဲ့ hair mask ပေါ့နော် ် olive ကနေပြီးတော့နောက်ထပ် body series တွေလည်းထပ်ပြီးတော့ထွက်လာဖို့ရှိသေးတယ်ပေါ့နော်အခုလောလောဆယ်နှစ်ခုပဲထွက်ထားသေးတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီနှစ်မျိုးပဲဟိုသုံးခုသေးတယ်ပေါ့နော်ဟိုကိုသုံးကြည့်တဲ့အချိန်မှာဒီ olive shampoo ရော hair mask ရောအရန်ကိုကောင်းတယ်ပေါ့ကိုကိုယ်တိုင်လည်းတကယ်နှစ်သက်သဘောကျတဲ့ခါကျတော့လေဟိုတကယ်ကြကြလေးလည်းရှိပြီပေါ့နော်ကိုဒီဟာလေးကိုသုံးဆွဲလာတာကြကြလေးလည်းရှိပြီကိုကိုယ်တိုင်လည်းတကယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ olive ကနေပြီးတော့အမအို brand ambassador ခန့်ပေးမယ်ခန့်ဖို့ပေါ့နော်သူတို့ လိုကန့်လှမ်းလာတဲ့အခါမှာအမကဝမ်ဘက်တတာနဲ့လက်ခံပြစ်သွားတာပေါ့နော်မိမိကိုလည်းပေးသုံးတယ်မိမိကိုလည်းပေးသုံးတယ်ဒါပေမဲ့မိမိကြတော့သူကသပင်းကလည်းတူတယ်ပေါ့နော်သပင်းကလည်းတူတယ်ဟိုဘယ်လိုပြောမလဲ product ကိုတိတ်ပြီးတော့သူကရွေးစရာမလိုဘူးပေါ့သပင်းအရင်ကြီးကျွတ်တာတော့ဟိုဘယ်လိုပြောမလဲနော်မိမိနဲ့ကိုရီနဲ့ကြတော့ကုသကံနဲ့ကွာတယ်လို့ပြောမှာမသိဘူးမိမိကသပင်းရမ်းကောင်းတဲ့အထက်မှာပါတယ်နော် ဟိုဟိုပါပေါ့မင်းတို့ညီမတွေကကြတော့မေမေထက်ဆိုင်ရင်မေမေလောက်ဆိုရင်အញ្ញမ်းကောင်းတဲ့ထဲမှာမပါတော့ကိုကကြတော့ပို့ပြီးတော့ခရီးဆိုင်ရတာပေါ့နော်ဆိုတော့မေမေလည်းတုံးပါတယ်မေမေလည်းမမေကမမေကတော့ဘာသုံးသုံးကိုသူကအဆင်ပြေတာ product ကိုမရွေးဘူးပေါ့နော်အဲ့တော့ကိုကသာကို့အတွက်အဆင်ပြေတဲ့ product ကိုအရန်ရွေးရတာပေါ့နော်မမေကတော့လုံးဝ AC ပဲ product တိုင်းကသူ့အတွက်အဆင်ပြေတယ် အရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါတော့ကိုလည်းအချိန်မပေးနိုင်လို့ဟိုမလုတ်မလုတ်ဖြစ်တာပေါ့နော်အဲ့ဒါငွေတရားအဲ့ဟွာပေါ့အမှုပညာနဲ့ပတ်သက်ရေးပကြီဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကြာရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့အခုချိန်အထိတော့ကိုကိုကိုမထင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်အချိန်ပိုမထွက်ဘူးပေါ့နော်ပြီးတော့တကယ်လို့သာအချိန်အားရဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာ တော့အေးစစ်စစ်လုတ်ချင်တာတော့ပကြည်ဆွဲတဲ့အလုပ်ပေါ့ဒါကတော့အမှုပညာနဲ့ပတ်သက်ပြီးတော့မေးလို့ဖြေတာပေါ့နော်အဲ့ချိန်ကျမှစဉ်းစားတာပေါ့နော်မပြောမပြောချင်သေးပါဘူးရုပ်ရှင်ရိုက်တယ်ဆိုတာကိုကဒါရိုက်တာလုတ်ပြီးရိုက်တာမျိုးပြောတာဟိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအထင်အထင်စပြီးတော့လွဲသွားပြီမဟုတ်ဘူးအဲ့လိုမျိုးလေဇလန်းကိုရုပ်ရှင်ပုံဖော်ချင်တာမင်းသမီးလုတ်ချင်တာကိုပြောတာမဟုတ်ဘူး ကိုကအဲ့လိုပေါ့နော်ဟို cinematographer တယောက်လိုမျိုးကိုကအဲ့ဒီဟာတွေပေါ်မှာဟိုတကယ်စနေတကြလေ့လာခဲ့ရတာမဟုတ်ဘူးလေကိုလာခဲ့တဲ့လမ်းကြောင်းကလည်းအဲ့လိုမျိုးလမ်းကြောင်းမဟုတ်ဘူးဒါပေမဲ့မြူတီကဘယ်လိုပြောချင်တာလဲဆိုတော့ပတ်ဝန်းကျင်မှာအဲ့လိုအဖြစ်အပျက်တွေတခုခုကိုစိတ်ဝင်စားစရာတွေ့ပြီးဆိုတာနဲ့အဲ့ဒီအဖြစ်အပျက်ကိုပိတ်ကားထပ်မှာပုံဖော်ချက်လာအဲ့ဒါခေါင်းထဲမှာအမြဲတမ်းကိုကရုပ်ရှင်ရိုက်မိတဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့စိတ်စိတ်စိတ်ထဲမှာဖြစ်တယ်လို့ပြောတာကိုကတရုပ်ဆောင်ချင်တာမဟုတ်ဘူး အခုဒီပွဲလေးပြီးရင်တော့ဟိုဟိုဇလန်းလေးတစ်ခုရေးဖို့ရှိတယ်ပေါ့ဇလန်းလေးတစ်ခုရေးဖို့ရှိတယ်ဟိုဦးစတိနဲ့ကျမတို့နဲ့လေခင်မင်ရင်းနှီးလာတာလေတကယ်ကိုဆယ်စုနဲ့တစုလောက်ကိုရှိပြီပေါ့နော်ပြီးတော့ဘယ်လိုပြောရမလဲဆိုတော့ကျမလေကိုစတိကိုဘယ်လိုပြောရမလဲဟိုလုံငန်းပတ်သက်မှုအရာခင်တာမျိုးထက်ဟိုပို့ပြီးတော့ညီကောင်မောင်နှမစိတ်မျိုးနဲ့ကျမတို့တန်ရောစင်ရှိတယ်ခင်တယ်ဟိုသူ့ရဲ့ကောင်းကောင်းမဲ့ ကောင်းကျိုးပေါ့နော်ကျမလိုလားတယ်သူကလည်းကျမကိုအဲ့လိုမျိုးတုံ့ပြန်နေမြစ်တာသူကလည်းကိုယ့်ပေါ်မှာရှိတယ်လို့ကျမယုံကြည်တယ်ပေါ့နော်ဒါကြောင့်သူဒုက္ခရောက်ရင်ဝမ်းနေပြီးတော့သူအစဉ်ပြင်းရင်ပျော်မဲ့ထဲမှာကျမပါတယ်ပေါ့ဒါကြောင့်မလို့ကျမကိုဥစတိနဲ့ပတ်သက်လို့မင်းရမယ်ဆိုရင်ကျမဥစတိပေါ်မှာတကယ်ကိုစေတနာမြတ်တာစိတ်မှန်စွာရှိတယ်သူကောင်းကျိုးဖြစ်ဖို့အတွက်ကိုအငြင်းနဲ့နှစ်နှစ်ကာကာကျမစိတ်ထဲကနေဆွတ်တောင်းပေးရပါတော့။သူ့မိသားစုကိုလည်းကျမဟိုအရန်အစဉ်ပြေစေချင်တယ် အဲ့လိုအဲ့နေ့တော့ကျမတို့ကဟိုပါလေနှစ်ဆန်းတက်နေဆိုတော့စတုတ္ထိတာအလှလုံးနေတဲ့အချိန်လေတတိုင်းဆိုင်ဆိုင်ပေါ့နော်စတုတ္ထိတာအလှလုံးတာလဲကျမကတန်လျင်မှာလှုပ်တာဆိုတော့တန်လျင်ဆိုတော့သူနဲ့နီးတယ်လေသူ့အိမ်နဲ့နီးတဲ့ခါကျတော့သူထွက်လာပြီဆိုတော့ကျမအယမ်းကိုပြောရတယ်အယမ်းပြောပြောတဲ့ခါကျတော့သွားတွေ့မယ်ဆိုပြီးတော့အဲ့လိုပေါ့ဒါပေမဲ့သူသူတန်လျင်ထိရောက်ဖို့အယမ်းကြာနေတော့အဲ့ဒါသူရရှိတဲ့နေရာလေးလိုက်သွားပြတ်တာ